ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fee channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှတော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးခြင်းတဲ့စာမောင်ကောင်းလေးကတော့ဆ iam နန်းနိုင်စနေရေးသားထားတဲ့ဝိဝတ်ရဲ့တန်ချွေတည်းဆိုတဲ့စာအုပ်ထဲမှာစာမောင်ကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စာမောင်ကောင်းလေးရဲ့နာမည်ကဘဝတွေကဆင်းရဲဒုက္ခနှင့်ပျော်ရွှင်ခြင်းလို့အမိရပါတယ်ကျွန်တော်နဲ့အတူဒီစာမောင်ကောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာဘဝတွေကဆင်းရဲဒုက္ခနှင့်ပျော်ရွှင်ခြင်း ူဘဝတသက်မှာလူတိုင်းလူတိုင်းပျော်ရွှင်ခြင်းကိုခံစားရမှုသလိုဆင်းရဲဒုက္ခအခက်ခဲတွေနဲ့လည်းရင်ဆိုင်မှုကြရယ်ပျော်ရွှင်ခြင်းမှာ အချင်းကတိုးတောင်းလွန်းနေလို့ကျွန်တော်တို့ခံစားရတယ်ဆင်းရဲဒုက္ခရောက်ချိန်မှာအချင်းကချီလျားလိုက်တာလို့ကျွန်တော်တို့ညှိတွားကြရယ်ပျော်ရွှင်ခြင်းနဲ့ဆင်းရဲဒုက္ခဆိုတာအမြဲတွန်တွဲနေပါတယ်ပျော်ရွှင်ခြင်းကိုခံစားတဲ့ရင်ဆင်းရဲဒုက္ခကိုလည်းခံစားတတ်ရပါမယ်ပျော်ရွှင်ခြင်းကိုခံစားတာကသင်ရဲ့ပြီးမြောက်ခြင်းအောင်မြင်ခြင်းကိုစတိုးစေနိုင်ပါတယ် ဆင်းရဲဒုက္ခအခက်ခဲနဲ့ရင်ဆိုင်ရတဲ့တင်တုံလှုပ်တွေးရပါသလားပြောလင်းချက်မဲ့တဲ့အခြေအနေကိုရောက်ချိန်မှာမလျှော့ရဆွဲနဲ့တင်ကြံ့ကြံ့ခံနိုင်ပါသလားဒါကတော့တင့်ရဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်ပေါ်မှာပဲမူတည်ပါလိမ့်မယ်ဆင်းရဲဒုက္ခအခက်ခဲနဲ့ကြုံရင်စိတ်မပြတ်လက်မလျှော့ဘူးတပြင်းမချဘူးခြေဆက်ခြေလမ်းတွေမရက်ဘူးဒါကဘဝရဲ့လေ့ကျင့်မှုတစ်ခုလို့မှတ်ယူမယ်ဘဝရဲ့ကြည်ပြင်းရှင်သန်မှုတစ်ခုလို့သဘောထားခဲ့မယ်ဆိုရင် အဲ့အခက်ခဲတွေကတန့်ဘဝကိုအယောင်ဆုံးဆုံးနဲ့ကြီးချယ်တည်ကောင်းနိုင်ဖို့ကူညီပါလိမ့်မယ်။ဒီဘဝမှာဆင်းရဲဒုက္ခအခက်ခဲဆိုတာရှိကိုရှိပါရဲ့။ဒါဟာအောင်မြင်ဖို့အတွက်ရှေ့ဆောင်လမ်းပြပါ။ဆင်းရဲဒုက္ခကိုမကြောက်မလန့်မတွန့်ဆုတ်တာကအောင်မြင်စိတ်ပြင်းပြတာထက်ပိုပြီးတန်မှုရှိပါရဲ့။ဆင်းရဲဒုက္ခနဲ့ကြုံရင်မကြောက်မယုံဘူး။အခြားတစ်ဖက်ကကြည့်ရင်ဆင်းရဲဒုက္ခဆိုတာကျွန်တော်တို့ရဲ့စွန့်ရည်ကိုမြင့်တင်ပြတာဖြစ်တယ်။ကျွန်တော်တို့ကိုတန်မာအောင် ချိဆက်တိုးရအောင်နှင်ကျင်ပေးနေတာဖြစ်တယ်။ဇင်းရဲ့ဒုက္ခအခက်အခဲက လူတစ်ယောက်ရဲ့စိတ်အားထက်သန်မှုကိုလောင်မြိတ်စေတယ်။ပေါ့ရှိုးနေတဲ့စွမ်းရည်တွေကိုလှုပ်နှိုးစေပြီးအောင်မြင်မှုပန်းနိုင်စေအယောက်လန်းစေရဲ့။စိတ်ထက်မြက်သူတွေကြန့်ခိုင်သူတွေကကြရှုံးခြင်းကိုအင်အားတရအဖြစ်ပြောင်းလဲတယ်။ကမာကောင်းနေလို့တဲဆိုတဲ့အနောက်ဆက်ကိုတပါတဲ့ပလဲအထင်ပြောင်းတယ်။မိုးတက်လေးပြင်းဆိုတာမရှိရင်လှပတဲ့တက်တန်ဆိုတာလည်းမပေါ်နိုင်ပါဘူး။ မဆုံးရှုံးမှုတဲ့လူဘဝကလှပပြည့်စုံတဲ့ဘဝမဟုတ်လား။ကြာရှုံးခြင်းကိုအောင်းနိုင်ပြီးမှရလာတဲ့အောင်မြင်မှုမျိုးကတင့်ကိုပိုယုံကြည်မှုတိုးစေတယ်။လူဘဝကိုပိုလှပစေပါတယ်။တကယ်အောင်မြင်တဲ့သူတွေကကြာရှုံးခြင်းများစွာနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးမှအောင်မြင်လာတာဖြစ်တယ်။ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရသူတိုင်းဟာပိုကြံ့ခိုင်တတ်မှလာတယ်။ပိုရှင်းကျက်လာတယ်။ပိုတတ္တိရှိရဲရင်လာတယ်။အောင်မြင်မှုနဲ့ပိုနီးကန်လာပါရဲ့။ ဆင်းရဲဒုက္ခကလူကိုအတွေ့အကြုံတွေပို့တိုးစေအောင်မကဘဝကိုလည်းမပြတ်မြင့်တင်ပေးပါရဲ့ဆင်းရဲဒုက္ခကြောင့်လူဘဝကိုပိုတန်ဖိုးထားတဲ့ကိုချစ်ခင်မြင်လို့တင်ချောင်းကျွန်တော်တို့ဦးနားလေးစေခဲ့ပါရဲ့ဘဝကကျွန်တော်တို့ရဲ့ကိုယ်ပိုင်မှာအနာဂတ်ဆိုတာကလည်းကျွန်တော်တို့ရဲ့ကိုယ်ပိုင်မှာပဲပျော်ရွှင်ခြင်းဆိုတာကလည်းကျွန်တော်တို့ရဲ့ကိုယ်ပိုင်မှာပဲဒါကြောင့်ဘဝကိုပို့ပြီးတန်ဖိုးထားရပါတယ်ဆင်းရဲဒုက္ခကကျွန်တော်တို့ကိုရှေ့တိုးအောင် အတွေ့အကြုံရင်ကျက်မှုတွေစုပေးနိုင်တယ်လို့ တစ်ဖက်မှာလည်းကျောင်းနယ်ထဲကိုတွန်းပို့ပေးနိုင်ပါတယ်။ဒါကြောင့်မှန်ကန်တဲ့စိတ်နေစိတ်ထားနဲ့ကျွန်တော်တို့ပြုမှုဆက်ဆံရပါတယ်။စိတ်ရဲ့ဒုက္ခရဲ့အကျိုးကိုမှန်မှန်ကန်ကန်နားလည်ပြီးအဲ့ဒီစိတ်ရဲ့ဒုက္ခကိုအင်အားတရက်ဖြစ်ပြောင်းလဲမယ်။အောင့်နိုင်မယ်ဆိုရင်ဘယ်လိုအခက်ခဲရမှအသင့်ကိုနက်လက်မထအောင်မတွန်းပြိုလဲမအောင်။လူဘဝမှာပျော်ရွှင်ခြင်းကကျွန်တော်တို့ကိုပြုံးပျော်ချီးမြှုပ်မှုတွေပေးတယ်။လူ့လက်သားမှာတကယ်ပြောခဲ့ရတဲ့ပျော်ရွှင်ခြင်းတွေကိုကျွန်တော်တို့တတိမရတကြပဲ ဆင်းရဲဒုက္ခနာကျင်ခြင်းတွေကိုကြတော့တော်ရုံနဲ့မမိတကြဘူးဆင်းရဲဒုက္ခနာကျင်ခြင်းတွေကိုကျွန်တော်တို့လိန်ရှောင်လို့လည်းမရရင်းဆန်လို့လည်းမရတဲ့အခါကျလာသမျှဆင်းရဲဒုက္ခတွေကိုအပြုံးနဲ့ရှင်းဆိုင်ပြီးအင်အားတရက်ဖြစ်ဘာဖြစ်လို့ကျွန်တော်တို့မပြောင်းလဲနိုင်ရမှာလဲလက်ခံတတ်အောင်သိယူပါဤခံတတ်အောင်သိယူပါခံစားတတ်အောင်သိယူပါခွင့်လွတ်တတ်အောင်သိယူပါပြန်ပိုးထားတတ်အောင်သိယူပါကိုချင်းစားတတ်အောင်သိယူပါ ဒါမှသင်ဘဝဟာအိုထွန်းတောက်အယောင်ဆုံးပဲမလိမ့်မယ်။အခုကျွန်တော်ဖျက်ပြတဲ့ဆက်ပြီးခဲ့တဲ့ဆောင်းမောင်းလေးကတော့ဆ ्याम မနန်းနဲ့စနေရေးသားထားတဲ့ Hayward ရဲ့တန်းကျွယ်တဲ့ဒေလို့အမိရတဲ့စာအုပ်ထဲမှာဘဝရင်းကဆင်းရဲဒုက္ခနဲ့ပျော်ရွှင်ခြင်းလို့အမိရတဲ့ဆောင်းမောင်းလေးတစ်ခုကိုရွေးချယ်ဖျက်ပြတဲ့ဆက်ပြီးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒီဆောင်းမလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘဝမှာပျော်ရွှင်ခြင်းတွေနဲ့ကြုံရတဲ့အခါကျွန်တော်တို့စိတ်ကိုဘယ်လိုပြင်ဆင်ထားရမလဲ။ဆင်းရဲဒုက္ခတွေနဲ့ ြင်ဆိုင်ကြုံတွေ့ရတဲ့အချိန်မှာကျွန်တော်တို့ဘဝမှာဘလို့ပြင်ဆင်နေတယ်လဲဘလို့စိတ်ကခံယူချက်တွေထားတင်တယ်လဲဆိုတာကိုကျွန်တော်တို့ဒီဆောင်ပါကောင်းလေးရနေသင်ခန်းစာရရှိမယ်လို့ထင်ပါတယ်ခင်ဗျာအဲဒါကြောင့်မလို့ဒီလိုမျိုးဆောင်ပါကောင်းလေးတွေပါတဲ့ဆ iam မနန်းနိုင်စနေရဲ့ပြည့်ဝတ်တဲ့တန်းကျွဲတထေးမူရင်းဆောင်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature visionary လေးမှာထိုက်ထွန်းလိုက်ပါတယ်ခင်ဗျာနာစင်သူများအားလုံးဘေးရန်ကတ်သိန်းကင်းကျင်းကြပါစေဒေါသကတ်သိန်းကင်းကျင်းကြပါစေစိတ်ရဲ့ကတ်သိန်းကင်းကျင်းကြပါစေနှလုံးဆက်ဝန်းအေးချမ်းကြပါစေအားစင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲကြပါစေ ိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒများလည်းတစ်လုံးတော့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fee channel လေးမှာအနားဆက်ပေးခဲ့ချာသူတူဦးပြောင်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပြလိုက်ပါရခင်ဗျာ။